ဟယ်လိုကျွန်တော်ရဲ့ channel ကိုကြည့်ရှုနေကြတဲ့လူအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါရခင်ဗျာကျွန်တော်ကတော့ဒီနေ့ထူးဆန်းတာတစ်ခုကိုပြသပြီးမှာဖြစ်ပါတယ်ပြီးတော့ထူးဆန်းတဲ့ထူးခြားပြီးတော့ရလာကောင်းမွန်တဲ့အစားအစာတစ်ခုကိုလည်းစားပြမှာဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကိုအစဆုံးကြည့်ပေးမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကဲကျွန်တော်လည်းထူးခြားတာတစ်ခုကိုအရင်ဆုံးသွားပြီးကြည့်ပါမယ်အားလုံးကျေးဇူးတင်ပါတယ်ကဲသွားကြရအောင်ပါ အားလုံးပဲမင်္ဂလာပါလို့ပြန်ပြီးနှုတ်ဆက်လိုက်ပါတယ်အခုကျွန်တော်ရောက်နေတဲ့နိုင်ငံကတော့ဒိမတ်နိုင်ငံဖြစ်ပါတယ်ဒိမတ်နိုင်ငံက Happy Sunday ဆိုတဲ့စိတ်ကမ်းမြို့ကလေးမှာရောက်နေတာပါ Happy Sunday မှာကျွန်တော်တို့ဘာတွေထူးခြားပြီးတော့ကြတော့ကြည့်ရှုစရာရှိမလဲဆိုရင်အခုပဲကျွန်တော်ပြမှာဖြစ်ပါတယ်အခုတွေ့မြင်ရတာကတော့လေယဟတ်ကြီးတွေပဲဖြစ်ပါတယ်ဒီလေယဟတ်ကြီးရဲ့ဒီလက်စစ်ဓာတ်အားထုတ်လုပ်တဲ့လေယဟတ်ကြီးတွေဖြစ်ပါတယ်ဒီလေယဟတ်ကြီးတွေရဲ့အရွက်တစ်ခုအားဆိုလို့ရှိရင် ေပေါင်း190တော့ရှိပါတယ်။တရွက်ကိုတရွက်ကိုပေ190ဖြစ်ပါတယ်။ပေ190ကမောင်စိန်လုံးနေနဲ့၃ပေရှိတဲ့မောင်စိန်လုံးကိုလူပေါင်း55ယောက်တိတိလောက်ရှိမှာဖြစ်ပါတယ်။လူ55ယောက်စာလောက်မောင်စိန်လုံး55ယောက်စာလောက်ဆိုလို့ရှိရင်တော့ဘလောက်ရှိတယ်ဆိုတာခံမှန်းလို့ရမှာလို့ထင်ပါတယ်။ဒီလေရခန့်ကြီးတွေကိုလာပြီးပြပေးတာပါ။ဒီဟာဒီအတခုရောင်းမပါဘူးဟိုဘက်မှာလည်းရှိပါတယ်။အိုးဘက်မှာလည်းရှိပါတယ်ခင်ဗျာ။ သူတို့ကဒီကောင်တွေကလေရဟတ်တွေကသူလေတိုက်တဲ့ဘက်ကိုသူကလှည့်ပြီးတော့ကျတော့အဲ့လိုမျိုးထားထားပါတယ်အဲ့ဒီကောင်တွေလဲအပ်တဲ့လဲတဲ့စွမ်းရင်လည်းကျွန်တော်တို့ကပြတ်စစ်တဲ့အားကိုထုတ်လောက်တာဖြစ်ပါတယ် အဲ့တော့ဟာဗာရီဆန်ဒေးချေးရွာကလေးဖြစ်ပါတယ်ဒီရှူတွေအခုမြင်နေရတဲ့ရိတ်ရှိကြီးကလည်းကျွန်တော်ရဲ့အရေးဖြစ်ပါတယ်ကဲပါအခုကျွန်တော်တို့ ဖာဗရီဆန်ဒေးမြို့ရဲ့ထူးခြားတဲ့လေယာဉ်ကြီးတွေကိုပြပြီးတဲ့နောက်မှာကျွန်တော်ကအခုဘာတွေစားပြအောင်လဲဆိုရင်အခုကျွန်တော်အခန်းကိုပြန်ပါမယ်အခန်းကိုပြန်ပြီးတော့ထူးခြားပြီးတော့ထူးခြားကောင်းမွန်ပြီးရသာအရန်ရှိတဲ့အစားအစာတမျိုးကိုစားပြအောင်ဖြစ်ပါတယ်အားလုံးဆုံးထိလိုက်ကြည့်ပေးမယ်လို့ညွှန်လဲပါတယ်ကျေးဇူးပါအားလုံးပဲမင်္ဂလာပါအခုကျွန်တော်အခန်းထဲမှာပြန်ရောက်နေပါပြီအခုကျွန်တော်စားပြမယ်ထူးခြားပြီးတော့ရသာအရန်ကောင်းမွန်တဲ့စားစာကတော့ ခုကျွန်တော်လက်ထဲမှာရောက်နေဖြစ်ပါတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ကျတော့ပီဇာရတာရှိတဲ့တကြားလုံးဖြစ်ပါတယ်ပီဇာရတာတကြားလုံးဟာဆိုလို့ရှိရင်အလန်ထူကြပြီးတော့ကျတော့စမ်းကြဲတဲ့စားရတာတစ်ခုဖြစ်ပါတယ်ပီဇာရတာလေးကမှုန့်ပြန်နေပါတယ်ကျွန်တော်ဖွင့်ကြည့်တဲ့အခါမှာအာရဲတော့မှုန့်ပြန်ပါတယ်ခင်ဗျာ ပီဇာမှာပါတဲ့သားတွေရဲ့กินထားတဲ့အရာသာအနက်ချီးစရဲ့အနက်အဲ့ဒါတွေမှုပြန်နေပါတယ်။ဟာမှုလိုက်တာကွာ။ရံမှုတဲ့ပီဇာကန်ဒီကိုပီဇာအရာသာတခြားလုံးကိုကျွန်တော်စားမှာဖြစ်ပါတယ်။စားတဲ့အခါမှာတော့ပီဇာအရာသာတခြားကလည်းတော့သေးပါတယ်။ဒါပေမဲ့သူကပီဇာပုံစံလေးသုံးမျောင်းလေးလုပ်ပေးထားတဲ့အတွက်ဒါအလုံး ပျော်ရွှင်စရာနှစ်သက်စရာကောင်းပါတယ်ခုကျွန်တော်ပီဇာတရားလုံးကိုစပြီးတော့စားပါပြီဟုတ်ကောင်းလိုက်တာဝါဝါရသာရှိလိုက်တဲ့တရားလုံးကွာဝါကျွန်တော်တော့ပီဇာရသာတရားလုံးကိုတော့အလွန်ကြိုက်နဲ့သက်သွားပါပြီ ီပီးသားစကားလုံးอ่ะဆိုလို့ရှိရင်ကျွန်တော်တစ်ခါမှမစားဘူးပါဘူးဒါပေမဲ့ခုဒီမှာစားကြည့်လိုက်တာနဲ့တစ်ခါတည်းကိုတိုက်နေတတ်သွားပါလေရန်ကောင်းတာပဲဗျာဝါ ပီဇာအခွန်ပလတ်စတိတ်ကိုမှုကြည့်အောင်ဟောဟောချီစ်အနံ့လေးကတင်းပြန်နေပါတယ်ခင်ဗျာဟောတကယ်ကောင်းတဲ့ပီဇာစကားလုံးဖြစ်ပါတယ်ချီစ်အနံ့လေးရေမိဖို့လေကထွက်လာကသာပီဇာအသားပေါ်ကမိုးလို့သားတွေဘေးကွန်တွေရတာတွေအနံ့ရပါဘူးခင်ဗျာထူးခြားပြီးတော့ ကယ်ကိုပြောပြစရာစကားမရှိတော့ရတာရှိပါတယ်ဗျာအော်ခေါင်းလိုက်ပါဗျာရတာအလွန်ရှိတာပဲအဲ့တော့ဒီလိုအလွန်ရတာရှိတယ်ပြီးသားတရားလုံးကိုစားပြနေရင်လည်းကျွန်တော်ရဲ့ဗီဒီယိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယို channel လေးမှာတင်းငင်းတဲ့ဗီဒီယိုလေးပါလေးရှိလို့ရှင်လေပေးပို့လို့ရပါတယ်ခင်ဗျာ ပြီးတော့ channel လေးကို share like and subscribe လေးလုပ်ပေးဖို့လဲကျွန်တော်ဒီကနေမြတ်တရားခံလို့ပါတယ်ခင်ဗျာကဲအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ